ဟယ်လိုတကြဟာအားလုံးမင်္ဂလာပါ AK Channel Online Club ရဲ့ YouTube Channel မှာကြိုဆိုပါရစေ။ဒါဆိုဒီနေ့မှာတော့ဒါတရုတ်စကားပြောတင်ငင်းစာလေးတွေကိုတော်တော်များများလေးလေ့လာခဲ့ပြီးပြီဆိုတော့ဒီနေ့မှာတရုတ်စာရေးသားနည်းလေးတွေကိုစပြီးတော့လေ့လာကြည့်အောင်ပေါ့နော်။အဲတော့ကော်တရုတ်စကားပြောတင်ငင်းစာတွေကိုကျွမ်းကျင်စွာလေ့လာမယ်ဆိုလို့ရှိရင်တရုတ်စာရေးသားနည်းတွေရာလည်းမဖြစ်မနေတက်မြောက်ထားဖို့လိုရပေါ့နော်။တရုတ်စာရေးသားနည်းတွေတက်မြောက်ထားပြီဆိုလို့ရှိရင်တရုတ်စာလေ့လာရတဲ့အခါမှာပို့ပြီးတော့အဲလွယ်ကူလာတယ်။ပို့ပြီးလို့ရှိရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုပို့ပြီးရှိလာတယ်ပေါ့နော်။ ။ဒါကြောင့်မလို့လို့ဆိုတော့ဒီနေ့မှာအခြေခံလုံးဝမရှိသေးတဲ့သူတွေအတွက်တရုပ်ဆောင်တစ်ချိန်မှမရေးဘူးတဲ့သူတွေအတွက်အဲအခြေခံအနေစပြီးတော့ရေးလို့ရအောင်အခြေခံစုတ်ချက်ရေးဆွဲနည်းလေးကိုဒီနေ့စပြီးတော့ပြောပြပေးမှာပေါ့နော်။အားဆိုတော့ဆက်တူတူကြည့်ကြည့်ရအောင်။အဲ့တော့ဒီမှာဆိုရင်အခြေခံစုတ်ချက်ရေးဆွဲနည်းကိုအရင်ကြည့်မယ်ပေါ့နော်အဲ့တော့အခြေခံစုတ်ချက်ရေးတဲ့အခါမှာဒါစုတ်ချက်လေးကိုဒါမှတ်သားရမယ် ဒီစုပ်ချက်လေးတွေကိုတီးမှတာလဲဆိုတော့တရုတ်စလုံးတွေကိုဒီဘက်မှာပါတဲ့ဟာလာဒီလိုစလုံးတွေစာချောင်းတွေကိုရေးနိုင်မှာပေါ့เนาะအဲ့တော့ဒါကြောင့်မို့ဒီမှာအရင်ဆုံးအခြေခံစုပ်ချက်လေးဖြစ်တဲ့နံပါတ်1ကကြတော့ဒီမှာအခြေခံအကြဆုံးစုပ်ချက်က6ချက်ရှိရဲ့အဲ6ချက်ကခိန်နောက်ကရှုပြီးဖြဲနောက်ကနနောက်ကတီယန်နောက်တစ်ခုကတော့တီဆိုတဲ့စုပ်ချက်လေးပေါ့အဲ့တော့ခိန်ဆိုတဲ့စုပ်ချက်ကဘယ်လိုရေးလဲဆိုတော့သူကဘယ်အနေညာကိုအဖြောင်ဆွဲတာပေါ့နော် ဘယ်နေညာကိုအဖြောင်ဆွဲတဲ့မြင်းကိုသူကိုခိန်လို့ခေါ်တယ်ခိန်ခိန်အဲ့တော့ဆုပ်ချက်လေးတွေရေးတဲ့အခါမှာကိုကဒီဆုပ်ချက်လေးတွေကိုအတန်နဲ့ရုပ်ဆိုပြီးတော့ရေးရမယ်အဲ့ရေးနေနှစ်ခါနေခိန်ဆိုရင်ခိန်ခိန်အဲ့လိုမျိုးပြီးရေးနေရမယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့တော့ဘယ်နေညာကိုတဖြောင်နေဆွဲမှာပေါ့နော်အဖြောင်ဆွဲပြီးတော့ဟိန်အဲ့ဒီလိုမျိုးပေါ့ဟိန်ဟောဟိန် ဘဲအနေညာကိုအဖြောင်ဆွဲတာပေါ့နော်အဲ့လိုမျိုးကိုယ်ကဘလာဆာအုပ်မှာ ရေးတဲ့အခါမှာဘလာဆာအုပ်ရိုးဘလာဆာအုပ်နဲ့ရရနော်ရေးတဲ့ဆရာမှာဘလာဆာအုပ်ကိုဒါတဝက်ပြည့်တဲ့အထိပေါ့နော်ခိန်ခိန်ခိန်ဆိုမြင်းညောင်းပေါ်မှာဘလာဆာအုပ်တဝက်ပြည့်တဲ့အထိရေးမယ်ပြီးရင်အဲ့တဝက်အောက်ကနေဒီမှာရှုဆိုဆိုရှယ်လေးထပ်ရေးမယ်အဲ့ရှုကကျတော့အပေါ်ကနေအောက်ကိုတက်တက်ဆွဲတဲ့မြင်းကိုရှုလို့ခေါ်တယ်ရှုပေါ့ဟောရှုဒီလိုမျိုးပေါ့နော်အပေါ်နေအောက်ကိုတက်တက်ဆွဲချတာအဲ့လိုမျိုးတက်တက်ဆွဲချတဲ့မြင်းကိုရှုလို့ခေါ်တယ်ပေါ့နော် shoot shoot အဲ့လိုမျိုးကိုကနောက်ကနေဒီမှာအပြည့်ပေါ့နော်ကိုရဲ့စာမျက်နှာမှာဒါအောက်ထိပြည့်အောင်တမျက်နှာတဝက်စာမျက်နှာတဝက်ပြည့်အောင်ရေးမှာပေါ့နော်အဲ့တော့ဒီနှစ်ခုပြီးသွားပြီဆိုရင်နောက်တမျက်နှာလှန်လိုက်ပေါ့နော်အဲ့တော့ကိုကဒီဗီဒီယိုဖိုင်လေးကြည့်ပြီးလိုက်ရေးနေရဆိုလို့ရှိရင်ကြည့်နေရင်းနဲ့ဟိုကိုရဲ့စာမှာတချောင်းနဲ့ပဲအရင်ရေးထားလိုက်ပေါ့နော် shoot 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 ဆိုပြီးရွတ်ပြီးတော့တချောင်းတော့ပဲရေးထားလိုက်အဲရေးထားလိုက်ပြီဆိုမှအဲနောက်ထပ်စာမျက်နှာတမျက်နှာကိုဆက်ပြီးလှန်နောက်တစ်ခါဖြဲဆိုဆိုချက်လေး ဲ့တော့ဖြေသားကျတော့ဘယ်လိုမျိုးရေးပေးရလဲဆိုတော့ညာဘက်အပေါ်တောင်းကနေပြီးတော့ဘယ်ဘက်အောက်ခြေကိုဆွဲတဲ့မြင်းဆောင်အဲ့ဒီမြင်းဆောင်ကိုဖြေလို့ခေါ်တယ်ဒီလိုလေးပေါ့နော်ဒါဖြေအဲဒီလိုမျိုးဆောင်းဆောင်းလေးဆွဲပေးရတာပေါ့နော်ဒီညာဘက်အပေါ်တောင်းကနေဘယ်ဘက်အောက်ခြေကိုဒီလိုဆောင်းဆောင်းလေးဆွဲပေးရပါပေါ့နော်ဖြေဖြေအဲ့လိုမျိုးရေးတာပေါ့နော်အဲ့ဒါကိုဖြေလို့ခေါ်တယ် နောက်တစ်ခါကျတော့အဲ့ဖြေကိုတမျက်နှာတော့စာမျက်နှာတဝက်ပြအောင်ရေးမယ်ပြီးရင်အဲ့တဝက်လောက်မှာနောက်တစ်ခါနဆိုရဲဆုပ်ချက်လေးရေးမယ်အဲ့တော့နကျတော့ဘယ်ဘက်အပေါ်တောင်းကနေညာဘက် အောက်ခြေကိုဆွဲတဲ့အမြင်ဆောင်ပေါ့ဒီလိုလေးပေါ့နော်ဒီတိုင်းရေးတာပေါ့နော်နအဲ့လိုမျိုးတောင်းပေါ့နော်အဲ့တော့အဆိုရင်နနဒီလိုရေးလို့ရပေါ့နော်အဲ့တော့နဒီလိုမျိုးစောင်းစောင်းလေးဆွဲပြရမယ်နော်နနအဲ့တော့အဲ့လိုမြင်ဆောင်လေးကိုသူကနလို့ခေါ်တယ် ဖန်တမအတိထည့်ပြီးမယ်နော်အဲ့တော့ဆွဲတဲ့အခါမှာနနဒီလိုမျိုးရေးပါနော်အဲ့တော့အဲ့တိုင်းလေးစကောရေးပေးရမယ်အဲ့တော့ဒီနှစ်ခုဆက်ပြီးပြီးသွားပြီဆုတ်ချက်လေးချက်ပြီးသွားပြီအဲ့တော့နောက်ဆုတ်ချက်တစ်ခုအတွက်ကိုနောက်စာမျက်နှာလှမ်းလိုက်ပါနော်နောက်စာမျက်နှာတစ်ခုလှမ်းမယ်ပြီး DN ဆိုဆုတ်ချက်လေးအဲ့တော့ DN ဆိုတာကဘာကိုပြောတာလဲဆိုတော့ तू ကအဆက်သေးသေးလေးကို DN လို့ခေါ်တယ်ဒီလိုလေးပါနော် DN DN တီယန်အဲ့လိုအဆက်တိတိလေးကိုတီယန်လို့ခေါ်တယ်တလောက်လောက်ပဲဆွဲရတာပေါ့နော်အဲ့တလောက်လောက်ကလေးပဲရေးရတာဒါသူ့ရဲ့နမူနာစလုံးလေးပေါ့နော်အဲ့လိုလေးရေးရမယ်အဲ့တော့အဲ့တီယန်လေးပြီးပြီဆိုရင်စာမျက်နှာတစ်ဝက်လောက်ကိုတွာလိုက်ပြီးရင်အောက်ကနေ T ဆိုဆုပ်ချက်လေးရေးမယ်အဲ့ဒီအကြတော့အောက်ချန်နေပြီညာဘက်အပေါ်ပင့်ပြီးဆွဲတာဒီအောက်ချန်နေညာဘက်အပေါ်ကိုအလိုပင့်ပြီးဆွဲတဲ့ဟာကိုထီလို့ခေါ်တယ်။အဲ့လိုမျိုးပင့်ဆွဲတာပေါ့နော်။အဲ့တော့ထီအဲ့လိုပင့်ပြီးဆွဲရတယ်။ကိုကနှုတ်ကနေထီ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 ဆိုပြီးတော့တပြည့် တကြောင်ပြောင်းရေးအဲရေးပြီးပြီဆိုလို့ရှိရင်ဒီကျန်တဲ့ဟာကိုဗီဒီယိုဖိုင်အားလုံးကြည့်ပြီးဆိုရင် whole out ဒီအပြည့်ဆက်ပြီးရေးလိုက်ပါတော့အဲ့တော့အခုလေ့လာခဲ့တာကအခြေခံစုချက်6ချက်ပေါ့နော်ဒါတိကျရက်ဒီလိုရတဲ့အစုတ်ချက်6မျိုးပေါ့တိကျရက်ဒီလိုရတဲ့စုတ်ချက်6မျိုးဆိုတာသူ့ရဲ့အစုတ်ချက်အလိုက်ကိုတိကျရေးပြလို့ရတဲ့စုတ်ချက်တွေပေါ့နော်အဲ့တော့ဘယ်ကနေညာကိုဖြောင်းဆွဲရဲဆိုရင်ဒါ hin အဲ့တော့ဘောနေအောက်ကိုတက်တက်ဆွဲရဲဆိုရင် shoot တော့ညာဘက်အပေါ်ကနေဘယ်ဘက်အောက်ခြေကိုစောင်းစောင်းလေးဆွဲရဆိုရင်ဖြဲဘယ်ဘက်အပေါ်တောင်းကနေပြီးတော့ညာဘက်အောက်ခြေကိုစောင်းစောင်းလေးဆွဲရဆိုရင်သူနအဲ့ဒီကွာကျတော့တီယန်ဆိုရင်ဒါအဆက်လေးပေါ့နော်အဲ့ဒီကွာအောက်ခြေကနေပြီးတော့အပေါ်ညာဘက်တောင်းကိုပင့်ပြီးဆွဲတယ်ဆိုလို့ရှိရင်ဒါထီလို့ခေါ်တယ်အဲ့ဒီလိုဆုပ်ချက်လေးတွေမြင်လိုက်ပြီးဆိုတာနဲ့ဘာဆုပ်ချက်လဲအခေါ်ဘာလဲဆိုတော့သိနေရမှာပေါ့နော်အဲ့လိုသိမှသာလင်ဒီဥစ္စာရေးရတဲ့အခါမှာလွယ်ကူမှုရှိမှာပေါ့နော် ဒါဆိုရင်ခိန်ဒါဆိုရင်ရှုဒါဆိုရင်ဖြေဒါကနဒါကတန်ဒါကတီအဲ့တော့ဒါတွေပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်စုပ်ချက်အဲတိကျရက်တီလို့မြင်ရတဲ့စုပ်ချက်၅မျိုးတည်းကနံပါတ်1အဲ့တော့ dr ဆိုတဲ့စုပ်ချက်လေးအကြောင်းကြည့်ရအောင်အဲ့တော့ dr ဆိုတာကဘာကိုပြောရလဲဆိုတော့တဲ့မြင်းဖြောင်းကနေပြီးတော့တောင်ကျိုးချိုးသွားတဲ့မြင်းကိုဒါ dr လို့ခေါ်တယ်အဲ့လိုမျိုးပေါ့ dr သူ့ရွယ်ဖော်ပြလို့မရဘူး အဲ့တော့ drill ဆိုတဲ့စုပ်ချက်အတိုင်းတစ်လုံးနဲ့ရေးမယ်ဆိုရင်သူ့ကိုရေးပြလို့မရအောင်။ဘာလို့သူတီချာရက်တီလို့ရတဲ့စုပ်ချက်မဟုတ်။တီချာရက်တီလို့ရတဲ့စုပ်ချက်မဟုတ်တဲ့အတွက်ကြောင့်မလို့တခြားစုပ်ချက်တွေနဲ့ပေါင်းပြီးဆွဲမှသူကစီးဆွဲလို့ရတာပေါ့နော်။အဲ့တော့အရင်ဆုံးဒီမှာဆိုလို့ရှိရင် hanger hanger ဆိုတော့ဆိုတော့ hang နဲ့ drill နဲ့ပေါင်းလိုက်တာ။ hang ကိုတစ်ချက်ချိုးလိုက်ရတာ hanger ဆိုဖြစ်သွားတာပဲ။အဲ့တော့ hang ကအရှိစာမျက်နှာမှာဆိုရင်ဘယ်အနေညာကိုအဖြောင်းဆွဲတာ။နော် hang ပြီးရင်တောင်ကျိုးတက်တက်ချိုးတာအဲ့ဒါကိုကျဲလို့ခေါ်တယ်အဲ့တော့ဟိန်းကျဲဟိန်းကျဲအဲ့လိုမျိုးတောင်ကျိုးချိုးလိုက်ရင်ဟိန်းကျဲပေါ့ဟိန်းကိုတောင်ကျိုးချိုးလိုက်ရင်ဟိန်းကျဲအဲ့ဒါလိုပဲနောက်တစ်ခုကဖြဲကျဲဖြဲကျဲဆိုတာဟာဖြဲကိုအရင်ရေးတယ်ပြီးရင်တောင်ကျိုးချိုးတယ်အဲ့ဒါကိုဖြဲကျဲလို့ခေါ်တယ်အဲ့တော့ကျဲဆိုတဲ့သဘောတရားကတောင်ကျိုးချိုးတာကိုကျဲလို့ခေါ်တယ်သူ့မှာတည်တဲ့အဲဖော်ပြစရာစုပ်ချက်မူရင်းတည်တာမရှိဘူးပေါ့နော် အဲ့တော့အဲ့လိုမျိုးစုတ်တခြားစုတ်ချက်တွေနဲ့ပေါင်းပြီးတော့အဲ့လိုမျိုးရေးဆွဲတာကိုဒါကျယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့သူ့ကိုတောင်ကျိုးချိုးတာပေါ့ကျယ်ဆိုတာတောင်ကျိုးချိုးတဲ့ဟာကိုကျယ်လို့ခေါ်တယ်အဲ့တော့ဖြေနဲ့ကျယ်နဲ့ပေါင်းရင်ဖြေကျဖြေကျအဲဒီလိုမျိုးရေးတယ်ပေါ့နော်ဖြေကျနောက်တစ်ခုကရှုကျအဲ့ရှုကျဆိုတာရှုကိုတောင်ကျိုးချိုးရင်ရှုကျလို့ပြောတာအဲ့တော့ရှုပြီးရင်တောင်ကျိုးချိုးလိုက်ကျအဲ့တော့ရှုကျအဲ့လိုမျိုးပြောတာနော်အဲ့တော့ရှုကျရှု 指，哎，手、啊、指，呃，手长就出来一点手指一片大位，呃、啊，如果手那些球嘛，手那些球音，手指指，手指指，说手那些球了，手并你长就那些球没指指，好了明呢？手指指，呃，手那些敲音，手指指录考了，手指指，手指指，啊，手、啊、那些球音，手指指，直直直直直直啊、那如果横节节。 ဟိန်ဂျဲဂျဲဆိုတာဟိန်ကိုနှစ်ချက်ချိုးမှာဟိန်ကိုနှစ်ချက်ချိုးရင်ဟိန်ဂျဲဂျဲအရင်ဆုံးဟိန်ဘယ်ကနေညာကိုဆွဲရဲပြီးရင်ဂျဲတစ်ချက်ချိုးရဲနောက်တစ်ချက်တစ်ချိုးမယ်ဂျဲမလုပ်ဘူးเนาะတန်းပြီးတော့ဒီခဲဆံကိုတစ်ခါရဲမလုပ်ဘဲနဲ့တန်းဆွဲရမှာเนาะဟိန်ဂျဲဂျဲဟိန်ဂျဲဂျဲအဲဒီလိုမျိုးရေးပြရမယ်ဒါကိုဟိန်ဂျဲဂျဲလို့ခေါ်တယ်အဲ့တော့ဟိန်ဂျဲဂျဲဆိုတာဟိန်ကိုနှစ်ချက်ချိုးထားတာဂျဲဆိုတာတောင်ကျိုးချိုးတာကိုဂျဲလို့ခေါ်တယ်အဲ့ဒါကိုမှတ်ထားရမယ်ပေါ့เนาะ ောက်တစ်ခုကကြတော့ hen jer 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 hen ကိုသုံးချက်ချိုးတယ် hen ကိုသုံးချက်ချိုးရင် hen jer 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 ဒါဆိုရင် hen jer 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 ဟာ hen ကိုသုံးချက်ချိုးမယ်ဒါဆိုရင် hen jer 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 ညာတော့ hen jer 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 hen ကိုသုံးချက်ချိုးတာ hen ကိုသုံးချက်ချိုးရင် hen jer 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 အဲ့လိုရရမယ်နော် hen jer 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 ဟောဟိန်ကိုသုံးချက်ချိုးရင်ဟိန်ဂျေဂျေဂျေအဲ့တော့ဒီနေ့ကတော့ဒီဆုပ်ချက် စာမျက်နှာနှစ်မျက်နှာပဲဒါရည်ကျင်ထားလိုက်ပါဘောနော်တနေ့တနေ့အများကြီးဆိုလို့ရှိရင်လည်းအချိန်မလောက်ကြမှာဆိုလို့ပေါ့နော်အဲ့တော့ဒါကိုလည်းဟိန်ဆိုတဲ့စုပ်ချက်ကိုလည်းစာမျက်နှာတစ်ဝက်ပြအောင်ရေးမယ်။ရှုဆိုတဲ့စုပ်ချက်ကိုလည်းစာမျက်နှာတစ်ဝက်ပြအောင်ရေးမယ်။ဖြဲစုပ်ချက်ကိုလည်းစာမျက်နှာတစ်ဝက်ပြအောင်ရေးမယ်။နာဆိုတဲ့စုပ်ချက်ကိုလည်းစာမျက်နှာတစ်ဝက်ပြအောင်ရေးမယ်။တီယန်ဆိုရင်လည်းတီယန်တီယန်တီယန်ယူနေရင်လည်းစာမျက်နှာတစ်ဝက်ပြအောင်ရေးမယ်။ T ဆိုရင်လည်း T ဆွဲဆိုချက်ကိုစာမျက်နှာတဝက်ပြအောင်ရေးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းနောက်တစ်မျက်နှာမှာဆိုရင်အဲ့တော့ Hanger Hanger ဆိုလို့ရှိရင်လည်းဒါတစ်မျက်နှာစာမျက်နှာတဝက်ပြအောင်ရေးမယ်ပေါ့နော် Hanger 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 ဆိုပြီးယူပြီးရေးရမယ်ဖြည့်ကျဆိုရင်လည်းဖြည့်ကျဖြည့်ကျဆိုပြီးတော့ယူပြီးတော့စာမျက်နှာတဝက်ပြအောင်ရေးမယ် shoot ကျဆိုရင်လည်း shoot ကျ shoot ကျဆိုပြီးယူပြီးတော့စာမျက်နှာတဝက်ပြအောင်ရေးမယ် shoot ကျကျဆိုရင်လည်း shoot ဂျာဂျာရှုဂျာဂျာဆိုပြီးတော့စရွတ်ပြီးတော့စာမျက်နှာတစ်ဝက်ပြအောင်ရေးမယ်ဟိန်ဂျာဂျာဆိုရင်လည်းဟိန်ဂျာဂျာဟိန်ဂျာဂျာဆိုပြီးတော့အဲ့လိုရွတ်ပြီးစာမျက်နှာတစ်ဝက်ပြအောင်ရေးမယ်နောက်တစ်ခုကဟိန်ဂျာဂျာဂျာဆိုရင်လည်းဒါစာမျက်နှာတစ်ဝက်ပြအောင်အဲ့လိုမျိုးဟိန်ဂျာဂျာဂျာဟိန်ဂျာဂျာဂျာဆိုပြီးတော့ဆက်ပြီးတော့အတိုင်းရေးမယ်ပေါ့နော်အဲ့တော့စုပ်ချက်အားလုံးပြင်တော့32ချက်ရှိရပါတော့။အဲ့ဒီစုပ်ချက်လေးတွေပြီးသွားပြီဆိုရင်ဒါလောလောဆယ်တော့ဒါ ဆုတ်ချက်ဒါ၈ချက်ပေါ့နော်ဆုတ်ချက်၆ချက်ကိုအဲ၁၂ချက်ကိုအတူတူကြည့်ကြတာပေါ့နော်အဲ၁၂ချက်ပြီးနောက်ထပ်ဆုတ်ချက်လေး20ကြောကျန်20လောက်ကျန်နေရဲအဲ့ဒါပြီးရင်တော့နမူနာစာလုံးလေးတွေစာပြီးတော့အဲနမူနာစာလုံးလေးတွေစာရေးရမယ်ပေါ့နော်ထာတူတူမရေးဆိုရင်လဲပဲပုဆိုရင်မဟင်းချွေဆိုရင်သွားသည်ဝေးဆိုရင်ပြန်သည်ကျင်းထင်းဆိုရင်ဒီနေ့အဲ့လိုနမူနာစာလုံးလေးတွေဆက်ပြီးရေးရတယ်အဲ့လိုရေးပြီးဆိုရင်ဒီလိုစာကြောင်းတွေစာပြီးတော့ ရေးရပြီပေါ့နော်ဒါဒီရှိမှနမူနာစလုံး6လုံးပေါ့အဲ6လုံးကိုစာကြောင်းနေအဖြစ်ပြန်စီပြီးတော့ဖွဲ့ပေးထားတာပေါ့နော်အဲအဲ့လိုမျိုးပြီးသွားပြီဆိုတင်ငန်းစာတက်ပြီးသွားဆိုတင်ငန်းစာ2မှာဒါနမူနာစလုံးအစ်စ်နောက်ထပ်2လုံးပါတယ်အဲ2လုံးကိုရေးရတယ်ရေးပြီးပြီဆိုလို့ရှိရင်2လုံးကိုတစ်မျက်နှာရေးရတယ်ဒါ2လုံးဆိုတော့2မျက်နှာပေါ့အဲ့ဒါပြီးရင်အရှေ့ကစလုံး6လုံးနဲ့ဒီ2လုံးနဲ့ထပ်ပေါင်းပြီးဝါကြရေးထပ်ဖွဲ့ပေးထားတာပေါ့နော်အဲအဲ့လိုမျိုးဝါကြရေးကိုဆက်ပြီးရေးရတယ်ပေါ့နော် အဲ့တော့ဒီသင်ငန်းစာရေမရောက်ခင်ကိုကဒီစုတ်ချက်လေးတွေကိုလောမပမဲ့နေနေတည်နေရတာပေါ့နော်ဒါကြောင့်မလို့စုတ်ချက်လေးတွေကိုမြင်များလေးရေးပြီးလေ့ကျင့်မယ်ပေါ့နော်အဲ့တော့ဒီသင်ငန်းစာတွေကိုယင်းဒီသင်ငန်းစာတွေကိုအဲသင်ငန်းစာဒီအခြေခံစုတ်ချက်ရေးဆွဲနေရနေပြီးတော့ဒါသင်ငန်းစာ104အထိပေါ့နော်ဒီလိုလန်စင်104ပေါ့ဒါမျိုးသင်ငန်းစာဒီလိုမျိုးစာပိုက်ဒီလိုမျိုးစာမျက်နှာ104မျက်နှာနောက်ထပ်ရှိရပေါ့နော်အဲ့ဒီလေးခုအထိကိုဒါ AK Chinese Online Class YouTube Channel မှာ အဆုံးထိတင်ပြီးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဟိုတရုတ်စာရေးသားနေရောတရုတ်စကားပြောတင်ငန်းစာတွေရောပိုင်ပိုင်နေနေကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောနိုင်ဆိုနိုင်ရေးနိုင်ဖတ်နိုင်ကျင်နေဆိုလို့ရှိရင် AK Channel Online Club ကိုဒီ subscribe နဲ့ပြီးတော့ Bina Nodi Bell ကိုနှိပ်ထားပေးခဲ့ဖို့မမေ့ပါနဲ့နော်။အနေစဉ်ပြပိုင်တစ်တီကိုဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်။အမြဲတမ်းလေ့လာအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ဟောနောက်ထပ်တင်ငန်းစာတစ်တီနဲ့တူ Lost Road ပြန်လည်ဆုံတွေ့ကြမယ်နော်။ရှေ့ရှေ့သားသား